ဘကိုရိုင်းတီတာကြီးတရားဝရီခိုင်ပြန်ချရင်းနဲ့ပြုစံဦးစီးဌာနလူထုခြေပုဘို့ဌာနတွင်တက်မရော်နှင့်အထိမ့်မဲ့တိပညာပေးတော်ရှုကိုမတ်လ23ရက်နေ့ညနေ3နာရီကကျင်းပခရာခိုင်ပြဆက်ရုံမှထောတဲ့နူအေးနှင့်စိုင်းစီယာမှထေထေတို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်။မင်္ဂလာပါဆရာမရှင်။ဟဲ့မင်္ဂလာပါ။ဟုတ်ကဲ့ပါဆရာမဒီမျိုးချစ်တက်မရော်သမိုင်းအစကိုလည်းပြောပြပေးပါအောင်ဆရာမရှင်။ဟုတ်ပါပြီဒီမျိုးချစ်တက်မရော်ရဲ့သမိုင်းအစကိုပြောရမယ်ဆိုလို့ရှိရင်တိုင်းတမလက်အောက် ကျွန်းတပေါက်ဘဝရောက်ခဲ့တဲ့နှစ်ပေါင်းပေါ့နော်မိမိတို့ရဲ့မြန်မာနိုင်ငံသည်ထိုစဉ်ကခိုင်မာဖွဲ့စည်းထားတဲ့စီရေးစွမ်းရည်ပြေဝါသောအငြင်းရန်တတ်မတော်မရှိခဲ့ခြင်းကြောင့်နေချက်စန့်ကျင်တွန်းလှန်တိုက်ခိုက်မှုဟာမထီရောက်ခဲနဲ့ကြားရှည်လာတာဖြစ်ပါတယ်။တမိုင်းအချက်လက်များနဲ့ထင်ရှားသောလက်သေးများဖြစ်ပါတယ်။ဒါကြောင့်လေခေပညာမြစ်ချစ်စိတ် တိုင်းပြည်ချစ်စိတ်ပြင်းထန်သောလူငယ်များရဲ့ကြံစီကြိုးပမ်းအထောက်မှုတွေနဲ့အတူဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ခဲ့တဲ့ရဲဘော်၃ကြိမ်နဲ့မြမတက်မတော်ဤအစတီးခဲ့တဲ့မြမလွတ်လပ်ရေးတက်မတော် BIAD 1942ခုနှစ်ဒီဇင်ဘာ29ရက်နေ့တွင်တရေတီသွားခဲ့ပါတယ်မြမလွတ်လပ်ရေးတက်မတော်ကိုအလွဲတကူဖွဲ့စည်းတီထောင်ခဲ့တာတော့မဟုတ်ပါဘူး ငယ်ချက်ဗီတရှတ်တို့ကိုမြမမြေပေါ်မှာ မောင်းထုတ်နိုင်ရန်အတွက်လက်တက်ကိုကင်ဆောင်ပြီးတွန်းလှန်ခဲ့တာဖြစ်ပါဆင်တွဲခဲ့တာဖြစ်တယ်။အောင်မြင်နိုင်မည်ဟုယုံကြည်စွာဖြင့်ရုတ်ချစ်လူငယ်များနဲ့ကြိုးပမ်းဆောင်ရွက်ခဲ့ကြတယ်။ဗိုလ်ချုပ်အောင်ဆန်းဥဆောင်သောရဲဘော်၃ချိန်ဟာအခက်အခဲများကိုကြံ့ညံ့ခိုင်ရင်ပြထမ်းပြီးတော့ဂျပန်မှာပညာသွားသင်ရပါတယ်ပညာသင်ခဲ့ကြတယ် တမတော်သည်မြမလွတ်လပ်ရေးကိုအယယူမည်ဟုသောတန်ထိတ်ထာကိုစိတ်ပြင်းပြင်းထန်ထန်နဲ့ရဲဘော်သွေးတောက်လမောင်းသွေးဖောက်သစ္စာပြုတောက်ခါမြို့ချစ်လူငယ်တို့စတင်တီထောင်ခဲ့ခြင်းကြောင့်ငုံမြတ်သောလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါတယ်ငုံမြတ်သောမြို့ချစ်စိတ်တမတော်ဟုသော အစဉ်အလာကောင်းကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ် ခေအဆက်ဆက်မှာလည်းမျိုးချစ်တက်မတော်ပိသစွာ နိုင်ငံတော်ဤအချုပ်အချာအာဏာခိုင်မြဲရေးအတွက်မြန်မာနိုင်ငံလုံးအဖွဲ့အစည်းအဖြစ်တရားရှင်းတမ်းအမှန်တက်လျက်ရှိပါတယ်ပြည်သူ့ကြားမှာပေါက်ပွားလာသော မျိုးချစ်လူငယ်တိုင်းသားပေါင်းစုံပေါက်ပွားလာတဲ့ပြည်သူလူထုနှင့်တပါးရီးဖြစ်သောမျိုးချစ်တက်မတော်သည်တိုင်းတစ်ပါးနယ်ချက် ဖက်စစ်များကိုဥဆောင်တိုက်ခိုက်နိုင်တဲ့ပြည်တော်စုတက်မတော်ကြီးဖြစ်ခဲ့ပါတယ်။ကဲပါဆင်မာဒီတမိုင်းဝင်တက်မတော်နေ့အကြောင်းကိုလည်းသိချင်ပါတယ်ဆင်မာရှင်။ဟုတ်ပါပြီ။တမိုင်းဝင်တက်မတော်နေ့အကြောင်းကိုလည်းအန်ဒီဆက်ပြီးတော့ရှင်းပြပါမယ်။မြို့ချစ်တက်မတော်အရင်ကတော့တိုင်းရင်းသားဘောင်းဆောင်ပါဝင်သောပြည်သူနှစ်ရက်စလုံးဟာမြန်မာတက်မတော်သည်ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၏1945ခုနှစ်မတ်လ29ရက်နေ့ရန်ကုန်မြို့ မြို့တော်တော်လိုင်းရေးပန်းချံမှာစစ်ထွက်အခမ်းအနားကျင်းပခဲ့ပါတယ်အခမ်းအနားကျင်းပကမတ်လ29ရက်နေ့မှာစွန်စားစွန့်လွတ်တက်မတော်ဤဥဆောင်မှုအရာတိုင်းတစ်ပါးလုံးလှဲနေလှေအောင်ညင်းဆောင်မကြံတိုင်းတစ်ပါးနယ်ချက်တစ်ခုလုံးအအတိအလင်းကျင်ညာကတိုက်ခိုက်ခဲ့ပါတယ် မြို့ချင်းတက်မတော်ဟာမတ်လ29ရက်နေ့ကိုတက်မတော်သားများအမြဲအလေးနဲ့ထားဂုဏ်ပြုတဲ့နေ့ဖြစ်တဲ့အတွေ့ဟုတက်မတော်နေ့အဖြစ်သတ်မှတ်ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ဘယ်ပါဆရာမရှင်အခုလိုမျိုးအသိပညာမျှဝေပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာမရှင်။အန်ဒီလည်းကျေးဇူးတင်ပါတယ်။ဘယ်ပါရှင်စူပါတရှုဆင်းမှုတို့ကိုဝီလက်တာယာဝရီ page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်။